အစိုးရလူတယောက်ရေခဲ့တဲ့ကမ္ဘာအရှိဆုံးတရားရင်ပရိသတ်များအလုံးမင်းလာပါရှင်ဒင်ကားချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်တင်ရတန်ရီကိုဘလောက်ကြကြရေးဘူးပါတလဲလူအများစုကညာတိုင်းရေးပြဖို့တောင်းမလွယ်ပါဘူးစနေတကျရှိတဲ့လူတချို့ကတော့ညာတိုင်းရေးပြအောင်ကြိုးစားရင်ကြိုးစားကြမှာပါ ဒါပေမဲ့9မိနစ်တကာဒဏ်ရာရီထိုင်ရင်းနေလို့တော့အဆင်မပြေပါဘူး။မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဝါရှင်တန်ပြည်နယ်ကအကြောင်းစရာတူဖြစ်တဲ့ Robert Shee ဆိုတဲ့သူကတော့ဒါကိုတကယ်လုပ်ခဲ့ပါတယ်။1992ခုနှစ်မှာသူဟာဒဏ်ရာရီရေးဖို့ဆုံးဖြတ်ခဲ့ရပါောင်း။ဒါပေမဲ့တဖြည်းဖြည်းနဲ့အဲ့ဒီဒံယာရီကသူ့တပွားတစ်ခုလုံးကိုလွှမ်းမိုးသွားပါတော့တယ်။သူဟာအသေးအဖွဲအစုံအရာကအစမှတ်တမ်းတင်ခဲ့ပါတယ်။ သူရဲ့အတွေးတွေလှုပ်ရှားမှုတွေစကားပြောဆိုမှုတွေအင်တာတက်တဲ့အချိန်တွေအထိအားလုံးကိုစာနဲ့ရေးခဲ့ရပါအဲ့ချိန်လောက်ပဲလွတ်ပါတယ်သူရဲ့တန်ရာရီဟာတနေ့ကိုစကလုံး9000လောက်ရှိပြီးတော့စုစုပေါင်းစကလုံး38တန်းမှ9တန်းလောက်ရေးသားခဲ့ရပါဒီပမာဏဟာစာဖတ်သူကိုမူးဝေစေလောက်တဲ့ကိန်းကနန်းနေပါအဲ့ဒီတန်ရာရီစာအုပ်ကတန်မာကျန်းစာစာအုပ်အလုံးချက်55စာပို့ရှိပါတယ် ဟယ်ရီပေါ်တာစာအုပ်အလုံးထက်လည်း48စာပိုရှိပါတယ်။သူကဒန်ယာရီစာအုပ်တွေကိုပုံးတွေနဲ့ထည့်ထားရတာပါ။အဲ့ဒီပုံးအရေအတွက်က60ပုံးရှိပါတယ်။အခုတော့အဲ့ဒီပုံးတွေကဝါရှင်တန်ပြည်နယ်တက္ကသိုလ်ရဲ့စာကြီးတိုင်းမှာသိမ်းဆည်းထားပါတယ်။ရောဘတ်ရှင်ရဲ့ဒဏ်ရာရီမတန်းကအရန်ကိုအသေးစိတ်ပါတယ်။ပြောရရင်သတင်းစာဖန်ရင်စာရွက်ကြော်လှမ်းမိတာကိုလည်းရေးထားပါတယ်။ပူလို့အင်းကြီးချွတ်မိတာကိုလည်းရေးပါသေးတယ်။နှုတ်နှစ်ခွက်တောက်တာလည်းပါဝင်နေတယ်။ နောက်ဆုံးအင်တာတက်တာကိုတောင်မှနီလန်36မြို့လောက်ပုံစံဆောင်အောင်ရေးထားတာပါအဲ့ဒါကို New York Times သတင်းစာကလေးလာပြီးတော့ပြန်မျှဝေခဲ့ပါတယ်ဒီကိစ္စကဘယ်ကနေဘလို့စပြီးတော့ဖြစ်ခဲ့ရလဲဆိုတာကတော့သူ့ရဲ့အတန်ရာရီမှတ်တမ်းနဲ့မှမရေးထားပါဘူးအဓိကကတော့ထူးဆန်းတဲ့ဆွဲလန်းမှုကြောင့်ဖြစ်လာခဲ့ပုံပါပဲနောက်ပြီးတော့တန်ရာရီရေးတဲ့ကိစ္စနဲ့ပတ်သက်ရင်သူကဂယူးဆိုင်ရှိပါတယ် လက်နှိပ်ဆက်၆လုံးကိုတန်းစီချထားပြီးတော့တစ်လုံးဖြည့်စည်းသွားတာနဲ့နောက်တစ်လုံးနဲ့ပြောင်းရိုက်နိုင်အောင်စီစဉ်ထားတာပါမတ်ဆုဆောက်အုပ်တွေကိုလည်းအမြင့်စင်နဲ့ဖြည့်အောင်ပြင်ထားပါတယ်။သွာလာလှုပ်ရှားနေရင်အတွေ့တစ်ခုခုရလာရင်မတ်ဆုဆောက်အုပ်မှာရေးမှတ်ပါတယ်။အချိန်ရတော့မှလက်နှိပ်ဆက်နဲ့ပြန်ပြီးတော့စစီတာပါ။ဒိုင်ယာရီရေးတဲ့အကျင့်ဖြစ်ပြီးတော့နောက်မှရှီကအဲ့ချိန်ကိုတောင်းလျှော့ခဲ့ပါသေးတယ်။နှစ်နာရီကြာတစ်ခါလောက်အိပ်ပြီးတော့အိယာနိုရာနဲ့ဒိုင်ယာရီဆက်ရေးခဲ့ပါသေးတယ်။ နောက်ဆုံးရေးစရာမရှိရင်အိမ်မက်ထဲကအကြောင်းအရာတွေကိုမှတ်မိသလောက်ရှိပါတယ်။အဲ့ဒီလိုရေးစရာမရှိရင်ခေါင်းထဲပေါ်သမျှအတွေးတွေကိုဒိုင်ယာရီအဖြစ်နဲ့ချရေးခဲ့ရပါ။နောက်ပိုင်းကျတော့ဒိုင်ယာရီရေးတာပြက်ကွက်မှာဆိုလို့အပြင်သွားတာတွေခရီးသွားတာတွေတောင်ရှောင်ခဲ့ပါသေးတယ်။ထူးခြားစက်ကတော့ရောဘတ်ရှီကသူရေးထားတဲ့ဒိုင်ယာရီမှတ်တမ်းကိုတစ်ခါမှပြန်မဖတ်တာပါ။အဲ့ဒီလိုပြန်ဖတ်နေရင်ထပ်ရေးဖို့အချိန်မရှိမှဆိုလို့သူကအကြောင်းပြပါတယ်။ ဒါရီမတန်တခုမှာတော့သူအဲ့ဒီလိုရေးမှတ်ရတဲ့အကြောင်းကိုတစုံတစပြောပြထားပါတယ်။သူ့ရဲ့အကြောင်းတွေသူ့ရဲ့အတွေးတွေကိုစာသားတွေနဲ့ပုံဖော်ခြင်းအဖြစ်တခုခုကိုရှာတွေ့နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းရှင်းခဲ့တာပေါ့။ဒါပေမဲ့1989ခုနှစ်လောက်မှာတော့သူကလေးဖြတ်ပြီးတော့ဒါရီဆက်မရင်းနိုင်တော့ပါဘူး။ဇနီးတွေကသူ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ဆက်ရေးပေးခဲ့တာပေါ့။ဒါပေမဲ့လည်းအကြာကြီးမရင်းနိုင်ခဲ့လို့ရပ်တန့်သွားခဲ့ရပါတယ်။ အရင်နောက်မှာတော့ Robert Shin ကသူ့ရဲ့အတန်းရောင်ရီမှတ်တမ်းတွေကို Washington ပြည်နယ်တက္ကသိုလ်မှာထိမ့်သိမ်းထားဖို့ပေးပို့ခဲ့ပါတယ်။အဲဒီအတွက်အလူငွေဒေါ်လာ2သိန်းလောက်တော့လှူခဲ့ရတာပါ။2009ခုနှစ်မှာတော့ Robert Shin လည်းကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အသက်က89နှစ်ရှိနေခဲ့တာဖြစ်ကြောင်းဝေမျှရင်းနဲ့ဒီဗီဒီယိုလေးကိုဆောင်သက်လိုက်ပါတယ်။ပရိသတ်တို့ထဲမှာရော Diary ကိုနေ့စဉ်မပြတ်ရေးတဲ့သူတွေရှိလားဆိုတာအမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။